တရုတ်ကအိန္ဒိယနယ်စပ်နီးနနမိတ်ပန်ဆိုင်မှုကိုထပ်မံကျင်းပပါတယ်တရုတ်ဟာအိန္ဒိယနဲ့အငင်းပွားနေတဲ့နယ်စပ်နီးမှာရှိတဲ့နနမိတ်တွေကိုမိပန်ကြောင်ကျင်းပချက်တွေထပ်မံထုတ်ပြန်ခဲ့တယ်လို့ဆောက်ချန်နယ်မော်နီပို့စ်ကဖော်ပြပါတယ်အဲ့ဒီဒေတာမှာရှိတဲ့နနမိတ်တွေအမည်တွေကိုတရုတ်ကသတ်မှတ်ကျင်းပခဲ့တာဖြစ်ပြီးအများစုဟာအိန္ဒိယကထိန်းချုပ်ထားတဲ့နနမိတ်တွေဖြစ်ပါတယ်မကြောသိမိကနှစ်နိုင်ငံကြားတန်တမာဆက်ဆံရေးများတိုးမြင့်စေဖို့အာထုတ်ကြိုးပမ်းမှုများရှိခဲ့သည့်တိုင်အောင် တရုတ်ပြည်သူ့ရေယာဝန်ကြီးဌာနဟာအာရူနာရှယ်ပရာဒက်ရှ်ပြည်နယ်မှာရှိတဲ့နိုင်ငံတွေရဲ့အမိများကိုထုတ်ပြန်ပါတယ်။အာရူနာရှယ်ပရာဒက်ရှ်ပြည်နယ်ကိုတရုတ်ကကြမ်းတမ်းလို့အမည်မှဲ့ခေါ်ခဲ့ပြီးဒီပြည်နယ်ဟာတိဘက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအစိတ်ပိုင်းဖြစ်ကြောင်းကြေညာပါတယ်။တရုတ်ရဲ့ကြေညာချက်တွေနဲ့ပတ်သက်ပြီးအိန္ဒိယကတော့အလွန်အမင်းဒေါသထွက်နေတယ်လို့သိရပါတယ်။တရုတ်ပြည်သူ့ရေယာဝန်ကြီးဌာနကနာမည်မှဲ့ခေါ်ခဲ့တဲ့နေရာ28နေရာအနက် တောင်၅တောင်လူနေဒေသ၅ခုတောင်ကြားလန်း၄ခုမြစ်နှစင်းနဲ့ရေကန်တကန်ပတ်ဝန်းပါလေအဲ့ဒီနယ်မြေဒေသတစ်ခုချင်းစီကိုတရုတ်နယ်မြေတွေပြောင်းလဲကျင်ညာခဲ့ပြီးနယ်မြေရဲ့တည်နေရာကိုလက်တီကျူလောင်ကြီးကျူတွေနဲ့အသေးစိတ်ထုတ်ပြန်ပါလေပထဝီအမြင့်တွေကိုစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံတော်ကောင်စီရဲ့တင့်တော်တွေပြဋ္ဌာန်းချက်နဲ့အညီမိမိတို့ဟာတရုတ်ကျန်းတဲ့ဒေသမှာရှိတဲ့ပထဝီနယ်မြေအချို့ကိုစံသတ်မှတ်ချက်နဲ့ကျင်ညာကြောင်းထုတ်ပြန်ကြမှာဖော်ပြပါလိမ့်အိန္ဒိယကတော့ တရုတ်ရဲ့ကျင်းပတဲ့ဒီမှာသမျှပယ်ချကြောင်းပြောပါလိမ့်။အာရုဏချပရဒက်ရဲ့ညီပြနိုင်စွမ်းရှိတဲ့အမှန်တရားကိုနာမည်ပြောင်းလဲရုံနဲ့ပန်ရှင်ပြောင်းလဲနိုင်မှာမဟုတ်ကြောင်းဒီပြည်နယ်ဟာအိန္ဒိယအပိုင်းသာဖြစ်ကြောင်းဒီပြည်နယ်ဟာအိန္ဒိယရဲ့ခွဲခြားမရနိုင်တဲ့အစိပ်ပိုင်းဖြစ်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာပါလိမ့်။ဒီလိုလေအိန္ဒိယနဲ့ပါကစ္စတန်ကြားထဲမှာတင်းမာမှုတွေအစွမ်းကုန်မြင့်တက်နေတဲ့အချိန်မှာတရုတ်ကလည်းအဲ့ဒီလိုလုပ်တဲ့လုပ်ရဟာ ဒါဟာအိန္ဒိယတက်တော့ဘေးကျန့်နှံ့ကျန်ဖြစ်စေတဲ့ကိစ္စလို့နိုင်ငံရေးလိလသုံးသပ်သူတွေကဆိုပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ရန်ဖြစ်စကားများခဲ့ဘူးတဲ့။ယူကရိန်းသမ္မတနဲ့အမေရိကန်ဒုသမ္မတတို့တွေ့ဆုံဆွေးနွေးတယ်လို့သိရပါတယ်။မိုဟမ်မင်ဂျီရဲ့ယာဒူတပ်ပွဲတက်ရောက်ခဲ့တဲ့ယူကရိန်းသမ္မတဇလန်စကီဟာမေလ18ရက်နေ့ကအမေရိကန်ဒုသမ္မတဂျေရီဗန်စ်နိုင်ငံခြားရေးဝန်ကြီးမာကိုရူရိုနဲ့တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။ဓာတ်ပုံတွေလည်းထွက်လာပါတယ်။ဒုသမ္မတဂျေရီဗန်စ်ဟာ ရုရှားသံမကြည့်နေမှာယူကရိန်းသမ္မတဇလန်စကီနဲ့ခုခါတွေ့ဆုံနေတယ်လို့ AFP သတင်းများသိရပါတယ်။အခုတွေ့မှုဟာဖေဖော်ဝါရီလကအမေရိကန်သမ္မတယုံမှာဇလန်စကီရဲ့တစ်ဖက် JD Vance နဲ့ Donald Trump ရဲ့တစ်ဖက်ပြင်းထန်စွာအငြင်းပွားတဲ့အခြေအနေဖြစ်ပြီးနောက်ပထမဆုံးကြိမ်တွေ့ဆုံမှာဇလန်စကီ JD Vance နဲ့ Marco Rubio တို့ကြားမိနစ်30ကြာတွေ့ဆုံဆွေးနွေးမှုမှာအမေရိကန်သမ္မတထရန့်ရုရှားကောင်းဆောင် ပူတင်တို့ကြားဖုန်းနဲ့ဆက်သွယ်ပြောဆိုမယ့်အကြောင်းကိုလည်းဆွေးနွေးခဲ့တယ်လို့ယူကရိန်းစစ်မြေရာရှိသူကပြောပါလေမေ19မှာအမေရိကန်နဲ့ရုရှားသမ္မတကြားများစွာမျှော်လင့်ထားတဲ့ဆွေးနွေးမှုအတွက်ပြင်ဆင်ထားတဲ့အကြောင်းအရာတွေကိုဇလန်စကီနဲ့ JD ဘန်တို့ဆွေးနွေးခဲ့ကြောင်းပြရပါလေပြီးခဲ့တဲ့သတင်းဘက်ကယူကရိန်းနဲ့ရုရှားတို့ကြားငင်းချင်းဆွေးနွေးမှုမှာပူတင်ပါဝင်တဲ့အထိဖြစ်လာနိုင်မှာမဟုတ်ကြောင်းသမ္မတထရန့်ကဆိုပါလေ မြင့်တင်းသဘောတူညီချက်ရစေတဲ့အဖြစ်ခတ်ရစရေကိုသဘောတူညီမှုမရရင်ရုရှားဆိုရကိုပိတ်ဆို့အရေးယူမှုတွေချမှတ်နိုင်ခြေရှိတဲ့ခြေနေကိုလည်းဇလန်စကီးနဲ့ဂျေဒီဘန်စ်တို့ဆွေးနွေးခဲ့ပါလိမ့်အဖြစ်ခတ်ရစရေကိုသဘောတူညီဖို့နဲ့စစ်ပွဲကိုအဆုံးသတ်ရဖိအားပေးဖို့ရုရှားပေါ်ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုချမှတ်ရကိုဥရောပနိုင်ငံတွေကအချင်းချောက်ပါလိမ့်ဇလန်စကီကယူကရိန်းအနေနဲ့တနင်္လာနေ့မှာအမြန်ဆုံးပြေဝါနဲ့ချွင်းချက်မရှိအပြစ်ခတ်ရစရေးရဖို့ တဏမန်နီလန်းအရာအမှန်တကယ်ဆွေးနွေးဖို့အစဉ်အသင်းရှိကြောင်းပြောပါတယ်။ရုရှားဟာစစ်ပွဲကိုရပ်တန့်ဖို့တကယ်လိုလားလာတဲ့အထိဖိအားပေးဖို့လိုတယ်လို့ဇလန်စကီကပြောပါတယ်။ဇလန်စကီကရုရှားနဲ့ယူကရိန်းကြား၃နှစ်အတွင်းပထမဆုံးအစစ်မြင့်တိုက်ရိုက်တွေ့ဆုံမှုဖြစ်တဲ့တူရကီနိုင်ငံအစ္စတန်ဘူမှာမေ16ရက်နေ့ကဆွေးနွေးမှုအကြောင်းကိုလည်းရှင်းလင်းပြကြခဲ့ပါတယ်။တူရကီမြို့ရှိစတန်ဘူမှာရုရှားက အပြစ်ခတ်ရစရေးအတွက်လက်တွေ့မကျတဲ့အခြေအနေတွေတတ်မှတ်ခဲ့ကြောင်းဇလန်စကီက JD Master မှာကိုရီယိုတို့ပြောတယ်လို့ယူကရိန်းသမ္မတရုံးထုတ်ပြန်ချက်ရသိရပါတယ်။နောက်ထပ်သင်းမှုပြောချင်ပါတယ်။တရုတ်စီကနေရင်းငုံသင်းမော့ဝယ်တဲ့ထိုင်းတို့ကတော့တိုင်ပတ်နေပြီဖြစ်ပါတယ်။အခုအခါမှာတရုတ်စီကနေဝယ်တဲ့ရင်းငုံသင်းမော့ကိုဂျာမနီကအင်ဂျင်မပေးဘူးဆိုတဲ့အတွက်ကြောင့်ထိုင်းဟာဘေးကျန်နေချက်ဖြစ်နေပါတယ်။ အခုတော့ထိုင်းကဝေဝင်ကြီးကတရုတ်အင်ဂျင်တက်ရေငုပ်သင်းမောတာလက်ခံမှာလားပေးပြီးငွေအဆုံးခံမလားနီးလက်နှစ်လမ်းပဲရှိတယ်လို့ပြောပါတယ်ထိုင်းနိုင်ငံတရုတ်စီကနေရေငုပ်သင်းမောဝယ်ယူခဲ့ပေမဲ့နီးပညာအောင်တဲ့ကြောင့်တရုတ်ရေငုပ်သင်းမောမှာဂျာမနီအင်ဂျင်ပြောင်းတက်ဖို့စီစဉ်ခဲ့ရဂျာမနီကတရုတ်သင်းမောဆိုရင်အင်ဂျင်မရောနိုင်ဘူးလို့ညင်းခဲ့ပြီးတဲ့နောက်ထိုင်းကဝေဝင်ကြီးကတတော်အကျဉ်းရနေပါတယ်ကျွန်တော်တို့မှာရွေးချက်စရာနှစ်ခုပဲရှိတော့တယ်တရုတ်အင်ဂျင်တက်ရေငုပ်သင်းမောကိုလက်မခံခြင်းတော့ တည်ဆောင်းမှု80ခန်းလုံးပြီးစီးနေပြီဖြစ်တဲ့ပထမဆုံးရေကိုတင်မောအတွက်ပေးချပြီးသားငွေ80ခန်းလုံးအစိုးခံဖို့ပဲရှိတော့တယ်လို့စစ်ပြက်စွာဖွင့်ဟတာပါလေပြီးခဲ့တဲ့မေ16ရက်ကတရုတ်တံမတ်ဟာမိမိတို့အားလက်ကျန်ငွေပေးဖို့ကြိမ်ခံများစွာ တောင်းခဲ့ပြီးနောက်ဒီထိုင်းကာဝေးဝန်ကြီးကဖွင့်ဟခဲ့တာပါဘာလဲမှာကျင်းမာတဲ့အစိုးရကိုတရုတ်တို့ဂျာမန်ကာဝေးဝန်ကြီးကိုဂျာမနီထုတ်ရင်ကိုတင်မောအင်ဂျင်နီများထိုင်းနိုင်ငံကိုရောင်းပေးလို့ရမလားလို့မြင်မြက်ကလည်းညာဂျာမနီအားနဲ့နေတိုးဖွဲ့ဝင်နိုင်ငံဖြစ်လို့ တရုတ်ထုတ်ရင်ကိုတင်မောက်မှာဆက်လက်လက်ဆိုင်ဟာဘယ်ပစ္စည်းမှရောင်းချခွင့်မရှိဘူးလို့တုံ့ပြန်လို့ထိုင်းနေတဲ့ရင်ကိုတင်မောက်တွေတရုတ်ထံကနေမှိုင်းထားတာဟာတော်တော်လေးကိုအကျဉ်းရနေပြီဖြစ်ပါလေပထမဆုံးအနေနဲ့တရုတ်ဘက်မှတည်ဆောက်တဲ့ရင်ကိုတင်မောက်ဟာ80ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီးဒီအတွက်ပေးရမယ့်တန်ဖိုးအားတစ်စည်းကိုဘတ်9ဘီလီယံကျော်ပါလေမိမိတို့အနေနဲ့ဒါကြောင့်ရွေးချယ်စရာလမ်းနှစ်လမ်းသာရှိကြောင်းပေးပြီးငွေအစောဆုံးခံမလား တရုတ်အင်ဂျင်တဲ့ရင်ကုန်သင်းတော်သာလက်ခံမလားဒီငလန်းသာရှိတော့တယ်လို့ထိုင်းကောက်ွယ်ဝန်ကြီးကတော့ပြောပါလိမ့်ထိုင်းတို့ကတော့ဒါဟာတော်တော်လေးကိုအကျဲ့ရိုက်စရာကိစ္စတစ်ခုဖြစ်သွားတယ်လို့ဆိုပါလိမ့်နောက်ထပ်သင်ဖို့ပြောချင်ပါတယ်ဟာမက်ခေါင်းဆောင်အနေနဲ့တေဆုံးပြီလို့မိမိတို့ယုံကြည်ယူဆကြောင်းအစ္စရေးကာကွယ်ဝန်ကြီးကပြောပါလိမ့်။ဟာမက်ဖွဲ့ရာယီခေါင်းဆောင်မိုဟာမက်အန်ဝါဟာတေဆုံးသွားပြီလို့ယုံကြည်ကြောင်းအစ္စရေးကာကွယ်ဝန်ကြီးကပြောကြားသွားပါလိမ့်။ ဒီရရဲ့ပိုင်းကဂါဇာတောင်ပိုင်းမှာအစ္စရေးလက်ထက်ကစတိုက်လုံဆောင်ခဲ့တဲ့လေကြောင်း တိုက်ခိုက်မှုတွေမှာဒီဟာမတ်ဖွဲ့ရဟိုင်းကောင်းဆောင်သိမ်းဆုံးသွားတဲ့လူယုံကြည်ရလောက်တဲ့အထောက်အထားအများပြရထားတယ်လို့အစ္စရေးကောင်ဝင်ကြီးအစ္စရေးကက်စကမှတ်ချက်ပေးသွားပါတယ်။တရားဝင်အတီးမပြုတ်နိုင်သေးဘူးဆိုပေမဲ့ရထားသမျှအချက်လက်တွေအရတော့ဒီကောင်းဆောင်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့ပြီလို့ညွှန်ပြနေကြအစ္စရေးကက်စကဆိုပါတယ်။ သူဟာအစ္စရေလချက်ကြောင့်ပဲတေဆုံးသွားခဲ့တဲ့ဟာမတ်စ်ကောင်းဆောင်ရာစင်ဝါရဲ့ညီဖြစ်ပါလိမ့်အကိုဖြစ်သူပြီးခဲ့တဲ့နှစ်အောက်တိုဘာကတေဆုံးသွားတဲ့နောက်ဟာမတ်စ်ဖွဲ့ကိုအဓိကဦးဆောင်နေသူဟာမိုဟာမက်အန်ဝါလို့ဆိုပါလိမ့်မိုဟာမက်အန်ဝါဟာမနစ်ကဇလန်လာဂရက်ကဟာမတ်စ်လက်နက်ကိုင်စုဖွဲ့ခေါင်းဆောင်ဖြစ်တောင်းယူခဲ့ပြီးသားပါပြီးခဲ့တဲ့သတင်းပတ်စောပိုင်းကဂါဇာတောင်ပိုင်းခံယူနေမှာရှိတဲ့စစ်ရုံးတရုံကိုအစ္စရေလကလေကြောင်းကတိုက်ခိုက်ပြီးအစ္စရေလမီဒီယာတွေကအဲ့ဒီတိုက်ပွဲဟာ သူ့ကိုပြစ်မှတ်ထားခဲ့တာဖြစ်နိုင်ကြောင်းဖော်ပြပါတယ်။အစ္စရေးစစ်တပ်ကစေယုံငယ်မြေအောက်မှာရှိနေတဲ့ဟာမတ်စစ်စည်စည်ရေးကုတ်ကဲမှုဌာနကိုတိုက်ခတ်ခဲ့ကြောင်းပြောပေမဲ့သူနဲ့ပတ်သက်တဲ့ထင်ကျင်းတဲ့ပတ်သက်ပြီးအဲ့ဒီတုန်းကဘာမှချက်မပေးပါဘူး။ရှေးလက်ပန်ဒေတာတွေမီဒီယာတချို့ကဟာမတ်တွေဟာစေယုံနာမှာရှိတဲ့ဥမင်နဲ့မှသူနဲ့နောက်လိုက်ဆရာဝန်ကျင်ရုံနှောင်းတွေရှာဖွေတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပြီး Harmless ဖွဲ့ကတော့ယာယီခေါင်းဆောင်ရဲ့ကြံကြမ္မာနဲ့ပတ်သက်ပြီးနှုတ်ဆက်နေပါလိမ့်။ ခံယူနေမှာသူ့ရဲ့အလောင်းကိုရှာဖွေလို့ရှိခဲ့တဲ့ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးအစ္စရေးစစ်တပ်ကလည်းအတည်ပြုဖို့ငြင်းဆန်ထားပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်ပါတယ်။ဂျိုးမနိုင်ရဲ့စိုးဝါးလာတဲ့စီးကျိတ်ကင်ဆာရောဂါကြောင့်မိမိဝမ်းနည်းရကြောင်းအမေရိကန်သမ္မတထရန့်ကဆိုပါတယ်။ဂျိုးဘာနေမှာအပြင်းထန်စီးကျိတ်ကင်ဆာရှိနေကြောင်းစစ်ဆေးတွေ့ရှိပြီးနောက်သမ္မတထရန့်ကဝမ်းနည်းကြောင်းကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။သမ္မတအောင်ဂျိုးဘာနေရဲ့ယောဂနဲ့ပတ်သက်ပြီးသူနဲ့သမ္မတဂရိုရိုဟာအလုံးဝမ်းနည်းကြောင်းပြောပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့သူဟာခါးသီးတဲ့ပြန်ပတ်တွေရှိမိမယ်ထရန့်ကနိုင်ငံရေးပြန်ပတ်အတွက်နှွေးထွေးတဲ့စကားလုံးတစ်ချို့ထုတ်ဖော်ပြောဆိုခဲ့ပြီးသူတို့ရဲ့ကွဲပြားခြားနားမှုတွေကိုပေးဖယ်ထားခဲ့ပါတယ်ဂျိုးဘိုင်ဒန်မြန်မြန်ပ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 ြီးတော့နေကောင်းပါသလိုကျွန်တော်စုပေါင်းပေးတယ်လို့ထရန့်ကလူမှုမီဒီယာမှာရေးပါတယ်ဂျိုးဘိုင်ဒန်ရဲ့စီးကျိတ်မှာနောက်ထပ်ဆက်ဆဲဖို့လိုအပ်တဲ့အဖို့သေးသေးလေးတစ်ခုတွေ့ရှိခဲ့ကြောင်းအစီရင်ခံစာရပြီးနောက်တပတ်ကြာမှာဒီကျမ်းမာရေးညညာချက်ထွက်လာတာပါ ဂျိုးပါနဲ့ဟာဆိုးွားတဲ့ကင်ဆာရောဂါအဆင့်ကိုခံစားပြရပြီနော်ဒါဟာဂျိုးပါနဲ့အနာဂတ်ကံကြမ္မာအတွက်မရေရာမသေးချာဖြစ်လာပါလိမ့်ဒါအပြင်နိုင်ငံရေးကိုဘေးဖယ်ထားပြီးတော့တမရဟောင်းဂျိုးပါနဲ့အမြဲပြန်နေကောင်းလာပါစေလို့ကျွန်တော်ဆုတောင်းနေလို့ထွန်းကဆိုပါလိမ့်ပြည်ရဲ့ဘက်ကစီကျိတ်ရောဂါလက္ခဏာပုံမဆိုးရလာပြီးနောက်ဆေးစစ်ကြည့်တဲ့အခါဘာနဲ့ကစီကျိတ်မှာဖူးတွေ့ရှိမှုအစ်တစ်ခုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် အဲ့ဒီကင်ဆာဆဲတွေဟာအရိုးထိတော်မှပြန့်နှံ့နေပြီလို့သိရပါတယ်လီမတန်ဆိုးဝါးလာတဲ့ခြေနေပါစီဂျက်ကင်ဆာကိုပုံမှန်ဆဲတဲ့နှိုင်းရှင်ရင်ကင်ဆာဆဲတွေရဲ့ပုံမှန်သဏ္ဍာန်ကိုဖော်ပြတဲ့ဂလီဆန်အမှတ်နဲ့ဖော်ပြပါတယ်ဗိုင်းနေရဲ့ဂလီဆန်အမှတ်ဟာ9ဖြစ်ပါတယ်ဒါဟာကင်ဆာရဲ့အပြင်းထန်ဆုံးအဆင့်လို့သိရပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်တရုတ်နဲ့ဆက်နွယ်နေတယ်လို့ယူဆရတဲ့ကုမ္ပဏီလေးတစ်ခုကထရန်ရဲ့ခရစ်ပတိုငွေကြေးမြောက်များဝယ်ယူမယ်လို့ကြေညာပါတယ် တရုတ်နဲ့ဆက်နွယ်နေပြီး TikTok ကိုအမိပြုနေရတဲ့နီးပညာကုမ္ပဏီလေးတစ်ခုကအခုသတင်းပတ်အတွင်းထထူးကြကြကြီးညာချက်တစ်ခုထုတ်ပြန်ပါတယ်။အဲ့ဒီကုမ္ပဏီက American သမား Trump အယောင်ချတဲ့ Mimi Coin လို့ခေါ်တဲ့ Trump ရဲ့ဒေါ်လာတွေကို American Dollar တန်300အထိဝယ်ယူဖို့ရန်ပုံဝင်ရရှိထားပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။တရုတ်နိုင်ငံမှာလုပ်ငန်းခွဲတစ်ခုထူထောင်ထားတဲ့ JD Culture Group ကုမ္ပဏီမှာဝန်ထမ်း၈ဦးသာရှိပါတယ်။တရုတ်ပိုင်ရုပ်သံမျှဝေရေး App ဖြစ်တဲ့ TikTok မှာ လုပ်ငန်းလက်ပတ်နေတဲ့ online စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။2024မှာလည်းဝင်ငွေတပြားတစ်ချက်မှမရခဲ့ဘူးလို့သိရပါတယ်။ဒါပေမဲ့ GD Culture Group ဟာမေစနီယနေ့မှာတော့ Trend ရဲ့ Crypto ငွေကြေးလုပ်ငန်းမှာဥပပေါင်းပါဝင်ပဲပြည်ပနဲ့ဆက်နွယ်တဲ့ကုမ္ပဏီဖြစ်လာပါတယ်။ဒီလုပ်ငန်းဟာ Trend ရဲ့မိသားစုကိုဒါရိုက်အကျိုးမြတ်ရရှိစေမှာဖြစ်ပြီးတော့အကျိုးစီးပွား Flipkart တွေရှိနေလို့ကျင်းဝဆိုင်ရာကျွမ်းကျင်သူတွေကြောင့်စိုးရိမ်မှုမြင့်တက်နေပါတယ်။ Trend ကတော့မိမိကွာနေဟာ online ဟာသပြလုံးတွေတို့မဟုတ်နာမည်ကျော်တွေရဲ့လက်ကောင်ရုပ်ပုံတွေကိုအခြေခံတဲ့ crypto ငွေကြေးဖြစ်ပြီးတော့နောက်နောက်မှာတက်စည်းနဲ့ပြန်လဲရောင်းချနိုင်တယ်ဆိုတော့ထင်ကြီးတဲ့ပုံပြီးလက်တွေ့အသုံးဝင်ခြင်းလည်းမရှိပါဘူး American Stock Exchange ဖြစ်တဲ့ Nasdaq စင်းဝင် JDK 6 Group Company ဟာ Bitcoin နဲ့10ဒေါ်လာတွေကိုဝယ်ယူစုဆောင်းဖို့ဒေါ်လာအသန်း300သုံးသွားမယ်လို့ပြောပါတယ်ခုံကိစ္စနဲ့ပတ်သက်ပြီးတော့ ဗြိတိရှဘာဂျန်အိုင်လန်မှာရှိတဲ့အမည်မဖော်လိုတဲ့ကုမ္ပဏီတစ်ခုကို stock share တွေရောင်းချပြီးရလာတဲ့ငွေကြေးတွေအသုံးပြုသွားမယ်ဆိုပါတယ်။ကုမ္ပဏီဟာအာမဂန်ဆာဆန်နဲ့ကိုတင်ပြစဉ်ဒီယင်းမြင့်နမှုစီစဉ်ကိုအတည်ပြုခဲ့တာပါ။အဲ့ဒီဝယ်ယူမှုကြောင့်ကျင်းဝဆိုင်ရာပြိပကတွေဖြစ်ပွားလာမှာထင်ရှားပါတယ်။သမလထရဟာကွန်ဂရက်လွတ်တော်ကအတီးပြုတ်ပိတ်ပင်ထားတဲ့တစ်တော့ကိုအမေရိကမှာဆက်လက်လက်ပတ်နိုင်မဲ့ သဘောတူညီချက်ရရှိဖို့ကြိုးပမ်းနေတဲ့အချိန်ထဲမှာပဲထရမ့်မိသားစုဟာပုံမချမ်းသာလာမှာဖြစ်ပါလေလူမသိသူမသိကုမ္ပဏီငယ်တွေအပါအဝင်ကမ္ဘာတဝန်းမှာရင်းနှီးမြှုပ်နှံသူတွေဟာမိမိတို့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအလားအလာကိုမြင့်တင်ဖို့ထရမ့်ရဲ့ခရစ်ပတိုလုပ်ငန်းကိုအသုံးချနေကြောင်းဆိုပါလေထရမ့်ရဲ့စီးပွားလုပ်ငန်းနဲ့ဆက်နွယ်လိုက်ရင်ကုမ္ပဏီပုံရိပ်ကိုချက်ချင်းမြင့်တင်နိုင်မယ်လို့ယူဆထားကြပါလေ JD Culture Group ရဲ့ Store Share ဈေးနှုန်းဟာ မေစနစ်မှာ12ရာခိုင်နှုန်းမြင့်တက်သွားပြီးမဲ့နောက်နေ့မှာပြန်ကျသွားပါလိမ့်။အဲ့ဒီ GDP က6ကုဟာဒေါ်လာသန်း100ချီတန်တဲ့ crypto ဒေါ်လာတွေဝယ်ဖို့ရမုံငွေဘလို့ရရှိကြောင်းလည်းမသိရပါဘူး။နောက်ကွယ်မှာလည်းတရုတ်ဆိုရပါဝင်နေပုံရပါလိမ့်။သူရဲ့ကြေညာချက်ရရှယ်ယာတွေကိုဝယ်ယူဖို့သဘောတူတဲ့ဗြိတိရှ Virgin Islands Company နဲ့ပတ်သက်ပြီးလည်းမဖော်ပြပါဘူး။ GDP က6ကုဟာအမခန့်နဲ့ Exchange Commission ကိုဆန်းဆန်းနဲ့တင်ပြတော့ထရန့်ဒေါ်လာတွေဝယ်ယူမဲ့အစီအစဉ်ကိုအတည်ပြုခဲ့ပေမယ့်အဲ့ဒီဝယ်ယူမှုအတွက် ငွေကြေးပံ့ပိုးပေးမဲ့ကုမ္ပဏီနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတော့ထပ်မံခြံလက်ထားတယ်လို့သိရပါတယ်။